အားလုံးပဲမင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနရင်ထိတ်တန်းတဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ AA ကယာယီစုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်ရွာရေဒါစက္ကန့်တွင်ဝါရဖြန့်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ် AA ပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွယ်၍စစ်သားအများအပြားသေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင် AA ကယာယီစုတ်ခွာပေးလိုက်သော ကြောက်ဖြူမင်းပြင်ရွာရေဒါစခန်းတွင်ဝါရဖြတ်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ် AA ပြစ်ခတ်သောလက်နက်ကြီးကြီးချရောက်ပောက်ခွဲ၍စစ်သားအများအပြားသေဆုံးသွားကြောင်း AA စစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ14ရက်နေ့အာရကတပ်တော် AA သိမ်းပိုက်ထားတဲ့ကြောက်ဖြူမြို့မင်းပြင်ရွာရေဒါစခန်းကိုအကြံဖက်စစ်ကော်မရှင်တပ်များကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရှင်းအောင် AA ကမင်းပြင်ရွာစခန်းမှယာယီစုပ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရယူသွားကြောင်း ထို့သောမင်းပြင်းရွာစခန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရဖြန့်ထပ်ပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရင်းအချိန်အေအေကလည်းနဲ့ကြီးဖြစ်ပစ်ခတ်ခဲ့ရာမင်းပြင်းရွာစခန်းအတွင်ရှိဝါရဖြန့်ထပ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တဲတဲကြရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်စစ်သားအများပြတိဆုံသွားကြောင်းသိရပါတယ်အဲ့ဒီမင်းပြင်းရွာဂရိတာစခန်းကိုအေအေကတိန်ထားတာအင်းအားနှင်းငယ်ပဲရှိတယ်။အဲ့ဒါကိုစစ်တပ်ကအင်းအားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတယ်။ အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်ဓာတ်ပုံရိုက်ဖို့လုပ်နေတော့ AA ကလည်းနဲ့ကြီးနဲ့ပြစ်လိုက်တာအကုန်ချွတ်ကုန်တယ်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။မင်းပြေရွာစခန်းတွင်လက်နက်ကြီးကြရောက်ပောက်ကွဲမှုကြောင့်အကြံဖက်စစ်သားအနည်းဆုံး၁၀ဦးခန့်သေဆုံးနိုင်ပြီး24ဦးသေဆုံးသည့်ဟုသတင်းများကြားသိရတော့လေအတိအကျကိုအတိမပြုနိုင်သေးပါဘူး။ကြောက်ခင်းမျိုးနယ်အတွင်းကျေးရွာအများစုတွင် AA ကနေမီစုံမှုထားပြီးစစ်တပ်ကရေတပ်နှင့်မျိုးပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားရမှာကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါရယ်။ အေအေကရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှစတင်ကမျိုးသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင်တန်တွေရန်ပြေဘူတီတောင်ရတိတောင်ပုံနာကျွန်းကြောက်တော်မင်းပြမြအူးမြေပုံ ပောက်တော်မောင်တော်အန်တောင်ကုတ်ဂွားတို့ကိုသိမ်းပိုက်ထားပါတယ်။ထို့ပြင်ရှင်းပြည်နယ်ပလောဝမြို့နယ်ကိုလည်းအေအေကသိမ်းပိုက်ထားပါတယ်။အေအေကရခိုင်တပြည်လုံးတင်ပိုက်နိုင်ရန်အတွက်လက်တကန်းသာလို့တော့ပြီးထိုးစစ်များအရှိန်မြင့်တင်လျက်ရှိကြောင်းအေအေကတရားဝင်ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမောင်တော်မျိုးကိုပြန်တိုက်ဖို့လေးချောင်းကစစ်ကူပို့တဲ့စစ်သားအချို့လက်နက်ချအလင်းဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မောင်တော်မျိုးကတော်လန်ရေးတက်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေချောင်းကနေအင်အားလာဖြည့်တဲ့စစ်သားတွေတက်ကအချို့ဟာတော်လန်ရေးအင်အားစုတွေထံလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့သတင်းရရှိပါတယ်။ဆက်လက်ပြီးမောတော်မျိုးကိုပြန်တိုက်ဖို့လေချောင်းကစစ်ကူပို့တဲ့စစ်သားအချို့လက်နက်ချအလင်းဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မောတော်မျိုးကတော်လန်ရေးတက်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေချောင်းကနေအင်အားဖြည့်လာတဲ့စစ်သားတွေတက်ကအချို့ဟာ တော်လန်ရေးအင်အားစုတွေထံလက်နက်ချအလင်းဝေရောက်မှုတွေရှိနေတယ်လို့သတင်းရရှိပါတယ်။မောရောင်မျိုးအနီးကသဲပြူရွာကိုနိုဝင်ဘာလ15ရက်နေ့မှာစစ်တပ်ကရဟတ်ရင်တွေနဲ့အင်အား200ခန့်အထိအိုးခဲ့ပြီးအဲ့ဒီထဲကအချို့ဟာတော်လန်ရေးအင်အားစုတွေထံထွက်ပြေးလာတာလို့စုံစမ်းသိရှိရပါတယ်။သဲပြူရွာမှာစစ်တပ်ကတပ်ဆွဲထားတာတနင်္ဂနွေပါကြာနေပြီဖြစ်ပြီးအဲ့ဒီနေရာကိုအင်အားဖြစ်နေတာလို့ဒီပြင်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။သဲပြူကနေဆက်ကုံသွဲရေးလမ်းမှာစုံကြက်နေရာဖြစ်တဲ့ အဲ့ဒီကိုအင်အားတွေဖြည့်ပြီးမောတော်မျိုးတဲကိုလည်းလေကြောင်းကနေတိုက်ခိုက်နေတာတွေရှိတယ်လို့၎င်းကပြောပါတယ်။လက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးအတွက်ကိုတော့အသေးစိတ်မသိရသေးပါဘူး။နိုဝင်ဘာ14ရက်နေ့ကမောတော်မျိုးနဲ့နေဆက်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား40ကျော်ဖမ်းမိခဲ့ပြီးထပ်မံဖမ်းမိခဲ့တဲ့သူတွေနဲ့ဆိုရင် 50နီးပါးရှိနေပြီလို့စုံစမ်းသိရှိရပါတယ်။တနင်္သာရီတိုင်းတဲကမောတော်မျိုးဟာထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးမှအရေးပါတဲ့မျိုးဖြစ်ပါတယ်။မောတော်ကစစ်တပ်ပြူဟာစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF နဲ့ပူးပေါင်းတပ်တွေကလာနေချီပိတ်ဆို့ခဲ့ပြီးတဲ့နောက်မှာနိုဝင်ဘာ12ရက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနိုဝင်ဘာလ14ရက်နေ့မှာတည်ယူခဲ့တာဖြစ်ပါတယ်။ KNLA နဲ့အတူဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ Fight for Federal Democracy FFD KMDO PDF ပကဖစတဲ့မဟာမိတ်တပ်တွေလည်းပါဝင်ခဲ့ပါတယ် စစ်ကောင်စီကမော်ရောင်မြို့ကိုပြန်တိုက်မယ်လို့သတင်းလွှင့်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။စစ်တပ်ကနိုဝင်ဘာလ15ရက်နေ့ညကလည်းမော်ရောင်မြို့ထဲကိုလေကြောင်းခါနေဘုံကျဲခဲ့တယ်လို့သိရပါတယ်။အပီပီဆိုင်ရာရာဇဝတ်တရားရုံးကမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ရန်နှင့် NUG က ICC တရားရုံး၏တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြေညာချက်ကိုဦးကျော်မွထွန်းတင်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အပီပီဆိုင်ရာရာဇဝတ်တရားရုံး ICC ကမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးဤမြန်မာနိုင်ငံအတွင်းရာဇဝတ်မှုများအတွက်တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြေညာချက်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်။နိုဝင်ဘာလ17ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဤအစည်းအဝေးခန်းဆောင်ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖက်စစ်တပ်ကမြန်မာပြည်သူများအပေါ်ကျူးလွန်လာမည်ဆိုရွာလာတဲ့ရာဇဝတ်မှုတွေကိုကြိုတင်မျှော်လင့်ထားသည့်နည်းအညီအယက်သားပြည်သူများ၏အသက်များကဲ့တင်ရန်ကာကွယ်ရန်အကြံဖက်စစ်တပ်၏ထက်မှန်ရက်ဆက်မှုများကိုတားဆီးနိုင်ရန်ပြည်မှုကျူးလွန်ခြင်းခံရသူများအတွက်တရားမျှတမှုရရှိစေရန်နှင့်အပြစ်ပေးအရေးယူခြင်းမှကင်းလွတ်နေမှုကိုအဆုံးသတ်ရန်တို့အတွက်မြန်မာနိုင်ငံအတွင်ကျူးလွန်သည့်ရာဇဝတ်မှုများအပေါ်တရားရုံးဤစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ပုံမှန်၁၂ ၃၊ကြီးညာချက်ကိုအပီပီဆိုင်ရာရာဇဝတ်တရားရုံးဤမှတ်ပုတ်တင်အရာရှိထံတင်ပြခဲ့ကြောင်းသိရပါတယ်။အပီပီဆိုင်ရာရာဇဝတ်တရားရုံးဤတရားစွဲအရာရှိကအကြံဖတ်စစ်တိတ်ခေါင်းဆောင်မင်းအောင်လိုင်အားဖန်ဝရန်ထုတ်ရန်တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူများအနေဖြင့်မျှော်လင့်ချက်များပြန်လည်မြင့်တက်လာခြင်းတနင်္လာအချိန်ကြာမြင့်လာသည့်အချိန်ကြီးတရားစွဲအရာရှိ၏လျှောက်ထားချက်နှင့်ဆက်လျက်၍တိတာထင်ရှားသောထိုးတက်မှုများမရှိသေးကြောင်း ပြည်သူများ၏စိတ်ပြတ်မှုများမှပို၍ကြီးမားလာကတရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများလိုအပ်နေကြောင်းတမ္မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပါရယ်။ရှက်ကူအခါအကြံဖက်စေအုပ်စုကအထူးရောက်ရွေးကောက်ပွဲကိုပြုလုပ်၍၎င်းတို့၏ကြီးလေးသောရာဇဝတ်မှုများကိုဖုံးကွယ်ရန်၎င်းတို့၏ရာဇဝတ်မှုများအတွက်တာဝန်ခံမှုမှရှောင်လွယ်ရန်၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုကိုလှည့်ဖြားရန်ကြိုးပမ်းနေကြောင်းအကြံဖက်စေအုပ်စုကရက်စက်မှုများဆက်လက်ကျူးလွန်နေခြင်းထိရောက်သောနေပြည်တော်ထိန်းချုပ်နိုင်မှုမရှိခြင်း နိုင်ငံကောင်းဆောင်များကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားခြင်းလူခွေရေးချိုးဖောက်မှုများကိုကြဲကြဲပြန့်ပြန့်နှင့်စနစ်တကျကျူးလွန်လျက်ရှိခြင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်းပြည်သူလူထုဤတည်အချက်လက်ရရှိနိုင်မှုအခွင့်အရေးကိုစိုးစိုးရွားရွားကန့်သတ်ထားခြင်းပြည်သူများအပေါ်ချိန်ချမှုများတိုးမြင့်ခြင်းပြည်သူများအနေဖြင့်အမြဲတစေကြောက်ရွံ့မှုနှင့်ဒွန်တွဲနေထိုင်ရလျက်ရှိခြင်းအစရှိသည့်အခြေအနေများအောက်တွင်အကြံဖတ်ဆေးအုပ်စုကစီစဉ်နေသည့်ရွေးကောက်ပွဲသည်အတူရောက်နှင့်လိန်ညာမှုသာဖြစ်မည်ဖြစ် ထို့သောသောရွေးကောက်ပွဲသည်မည်သည့်အခါမှလွတ်လပ်၍တရားမျှတပြီးအလုံးပါဝင်နိုင်သောရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းသိရှိရပါသည်။တရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေသောအထူးရောက်ရွေးကောက်ပွဲကိုပြပြတတပယ်ချရန်တိုက်တွန်းမှကြောင်းနှင့်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးအနေဖြင့်အကြံဖက်စစ်ရာဇဝတ်သားမင်းအောင်လိုင်အားဖမ်းဝရန်ထုတ်ရန်ဆုံးဖြတ်ချက်အောင်ချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းတမ္မတ်ကြီးဦးကျော်မိုးထွန်းကဆိုပါသည်။ မြန်မာနိုင်ငံတွင်အကြံဖတ်စေအုပ်စုသည်မြန်မာပြည်သူများအပေါ်ယာစဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောယာစဝတ်မှုအဆင့်ရှိကြီးလေးသောယာစဝတ်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိပါကြောင်းအကြံဖတ်စေအုပ်စု၏အဆိုပါယာစဝတ်မှုများနှင့်ဆက်လင်း၍ခိုင်မာသောတည်တည်ထောက်ထားများနှင့်အချက်လက်များကိုလည်းကုလသမဂ္ဂ၏အစီရင်ခံစာအသီးသီးတွင်လည်းအတည်အလင်းဖော်ပြထားကြောင်းတတ်မှတ်ကြီးကဆိုပါသည်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရာ၏2025ခုနှစ်နှစ်ပတ်လည်အစီရင်ခံစာ AHRC 6080တွင်အချမ်းဖတ်စစ်တပ်သည်ချင်းကချင်းကရင်နီကရာကရင်ရခိုင်ရှမ်းစကိုင်းနှင့်မကွေးတိုင်းဒေသကြီးများ၌အရက်သားပြည်သူများအပေါ်ခွဲခြားခြင်းမရှိဘဲလေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများစနစ်တကျနှင်းပတ်နှိပ်စက်မှုများလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့်ကလေးများအပါအဝင်အရက်သားထောင်ပေါင်းများစွာကိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုများအပါအဝင်အရက်သားပြည်သူများအပေါ်ကြဲကြဲပြန့်ပြန့်နှင့်စနစ်တကျစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်းကို ဖော်ပြထားရှိပါကြောင်း၎င်းကတင်ပြပါရယ်။ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့အဖွဲ့ရေးအထူးအစီရင်ခံစာတင်သွင်းသူ၏နောက်ဆုံးတင်သွင်းခဲ့သည့်အစီရင်ခံစာ AAT 490ရလေအကြံဖတ်စေအုပ်စုဆက်လက်ဖိနှိပ်မှုများနှင့်လူသားချင်းစာနာမှုဆိုင်ရာအချက်တင်းများကိုလက်နက်တပ်ဖွဲ့အသုံးချရင်းအတူရောက်ရွေးကောက်ပွဲများမှတက်စင်တရားဝင်မှုကိုဖန်တီးရန်ချိုးပန်းမှုများကိုတမ်ပတ်ကြီးကထပ်မံထောက်ပြထားပါသည် တရားမဝင်အာဏာသိမ်းဟန်ကြိုးပမ်းမှုဖြစ်ပြီးနောက်၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်သည်အရက်ဖက်စစ်ဘက်ခွဲခြားမှုမရှိသောလေကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း4135ဦးတည်ဆုံကစာတင်ကြောင်းဈေးရုံစီကံနှင့်ဖာသာရေးအဆောက်အအုံပေါင်း1000ကျော်အပါဝင်ပုဂ္ဂလိကပိုင်ပစ္စည်းစုစုပေါင်း3000ကျော်ပျက်စီးခဲ့ကြောင်း အမျိုးသမီးမိန်းကလေးငယ်များနှင့်ကလေးငယ်များအပါအဝင်အရက်သား4863ဦးအသက်ဆုံးရှုံးခဲ့ရသည့်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း452ကြိမ်အထိကျူးလွန်ခဲ့ကြောင်းတပ်မတ်ကြီးကဆက်လက်တင်ပြပါရယ်အကြံဖတ်စေအုပ်စုရဲ့ရက်ဆက်ချမ်းချုပ်မှုများကြောင်းတန်းနေချီသောပြည်သူများသည်နေရက်ဆုံးပါထွက်ပြေးနေကြရပြီးနေထိုင်ရာအတိုက်မြုံများပါပျက်စီးခဲ့ရကြောင်းအဆိုပါဖြစ်ရများသည့်မြန်မာပြည်သူများအပေါ်ပျက်စီးမှုများဖြင့် ကြောက်ရွံ့ကဖိနှိပ်ချုပ်ကန်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်စနစ်တကျဆောင်ရွက်လျက်ရှိသည့်အကြံဖတ်စေအုပ်စု၏မူဝါဒပင်ဖြစ်ပါကြောင်းရက်ဆက်ကြမ်းကြုတ်သောရာဇဝတ်မှုများကိုခံစားနေရသောတန်းထဲချီသော ပြည်သူများအတွက်တရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများသည်မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်းမြန်မာပြည်သူများအထူးသဖြင့်အကြံဖတ်စေအုပ်စု၏ရာဇဝတ်မှုကျူးလွန်ခြင်းကိုခံစားခဲ့ရသူများ၎င်းတို့၏မိသားစုဝင်များအနေဖြင့် တရားမျှတမှုခန်းစားပိုင်ခွင့်ရှိပါကြောင်းရာဇဝတ်မှုကျူးလွန်သူများအနေဖြင့်၎င်းတို့ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်းထို့ပြင်မြန်မာပြည်သူများအတွက်အချိန်တိအမှန်တကယ်ပင်အရေးကြီးကြောင်းတမ်မတ်ကြီးကနိုင်ငံတကာသို့အတည်ပြုခဲ့ပါသည်